Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့မူအေးနဲ့အိမ်မှာအရသာရှိရှိနဲ့အလွယ်တကူစားလို့ရမယ်ခောက်ဆွဲအစုံတုပ်ကလေးရဲ့ပြီးရင်မြမတုံထိုးအစုံရဲ့လုတ်ပြီးစားမှာပဲဖြစ်ပါတယ်လွယ်ကူရိုးရှင်းပြီးတော့ကြတော့အရန်စားလို့ကောင်းတာဖြစ်လို့အားလုံးပဲကြွစင်းနဲ့ဒူလိုက်ပြီးတော့စားလိုက်ကြအောင်နော်ငါဘူးဘူးလေ ကဲအရင်ဆုံးဒုတ်ထိုးလုပ်ဖို့ငုံလေးပြုတ်တယ်ယုံမနေသီးကိုတော့ခုလိုရင်နွေးလေးနဲ့ဖြောတယ်ပဲပြားကိုပြုတ်ပြီးတော့ကြာတော့ကျော်စစ်တိုးရာသမုံလေးရဲ့ပြီးရင်စနွန်းလေးရဲ့နဲ့အတူနေပြီးတော့ကြာတော့ကျွတ်ကျွတ်ကလေးပေါ်တော့ကိုလိုချင်တဲ့အနေထားလေးရောက်တည်တီကိုကြော်ပေးလိုက်ပါမယ်ကဲပြီးရင်တော့ကျော်စစ်ကတော့အသားဓုလေးပါလုံးမှဖြစ်လို့အသားဓုလေးကိုခုလိုမျိုးရာသလေးနေပြီးတော့ကြာတော့ကျွတ်ကျွတ်အနေထားလေးရောက်တည်တီကြော်ပေးလိုက်ပါမယ် ်ပြီးရင်တော့ဒါကတော့ကြက်ဥနဲ့စူးပုတ်ကလေးပေါ့နော်ကြက်ဥကိုအခုလိုမျိုးစူးပုတ်ကလေးနဲ့အတူခလောက်ပြီးတော့ကြတော့ကြောပေးပါမယ်ကိုကျိုင်းနဲ့တက်ရဒုတ်ထိုးလေးတွေကိုပြင်ပြီးတော့ကြတော့လုံးလို့ရတယ်ပေါ့နော်ကျစစ်ကတော့ဒါကိုကျိုင်းနဲ့တက်ရလေးတွေအစုံလောက်ထားပါတယ်ကဲပြီးရင်တော့ဒုတ်ကလေးနဲ့လှလှပပလေးအခုလိုမျိုးလေးထိုးလိုက်ပါမယ်ညီမဒုတ်ထိုးကတော့လောရတာလက်ဝင်ပင်မဲ့အိမ်မှာလွယ်တကူလှုပ်ရှားလို့ရှင်ရတာရမ်းရှိပါတယ်အချင်းယူတော့အခုလိုမျိုးစော့ကျင်တဲ့ကိုရုပ်သီးထောင်းထားလေးကိုထည့်ပေးရပြီးသွားရင်ပဲမုံလေးထည့်ပါတယ်မကြီးရည်လေးထည့်ပေးပါတယ် ပြီးရင်တော့ကျွတ်စစ်တို့ဒီဆက်ဆက်ကလေးစားကျင်တာဖြစ်လို့ပေါ့နော်အခုလိုမျိုးငရုတ်သီးအလော်မုံလေးပါထည့်ပေးလိုက်ပါမယ်ပြန်နန်းနန်းမင်းလေးပါဖြူပေးပြီးတော့ရာသာလေးအနေငယ်ထည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါအရာသာရှိတဲ့အချင်းထိထိမိမိလေးရပါပြီ။ခောက်ဆွဲတုပ်ဖို့တော့ခောက်ဆွဲကိုအခုလိုမျိုးပဲငံ့မြာရင်လေးနဲ့အတူပေါ့နော်နှဲထားပေးလိုက်ပါမယ်။ပြီးရင်တော့ကျစတို့အတုပ်ရဲ့အသက်ဒါကတော့ကြက်သွင်ပြူလေးတွေကိုစီတက်ပေးလိုက်ပါမယ်။ပြီးရင်ဒါကတော့ဟင်းကားပူပူလေးချက်မယ်ပေါ့နော်ဟင်းကားပူပူလေးကိုတော့ကျစကဂေါ်ဘီလေးနဲ့ချက်လိုက်ပါမယ်။ မဒါကတော့မြမဒုတ်ထိုးအစုံရဲပြီးသွားလို့ရှင်လို့ရှင်ဒါခောက်ဆွဲတုပ်ပေါ့နော်အစုံတုပ်ကလေးတုပ်ပြီးတော့ကြတော့စားဖို့ပြင်ထားပါတယ်ကဲအရင်ဆုံးအနေနဲ့ကျော်စစ်တို့ဒါခောက်ဆွဲထည့်ပေးပါမယ်ပြီးရင်တော့ကျော်စစ်တို့ခောက်ဆွဲတော့ကိုကြိုက်တဲ့အစာပလာလေးထည့်မယ်ပေါ့နော်ကျော်စစ်ကတော့ဒီမှာတော့ဂေါ်ပီလေးပြင်ထားတယ်ပြီးရင်ပဲပြားလေးပြင်ထားပါတယ်ပြီးသွားရင်တော့ဒါကတော့သခွားသီးလေးပေါ့နော်ပြီးရင်ဒါကတော့စီကြက်မွှင်းမွှင်းလေးထည့်ပေးပါမယ်ပြီးရင်တော့အတုတ်ရဲ့အသက်ပေါ့နော်ဒါကတော့ပဲမုံလေးထည့်ပေးပါမယ် ပေးငရုတ်သီးအလော်မုံလေးထည့်ပါရယ်မကြီးချင်လေးထည့်ပေးပါရယ်အကြော်ကတော့ပက်ကက်ကြော်လေးကြော်စက်ကထည့်ပြီးတော့ကြတော့စားမယ်ပေါ့နော်ပက်ကက်ကြော်လေးခြေပြီးတော့ထည့်လိုက်ပါမယ်ပြီးရင်နန်းနန်းမင်းလေးပါထည့်ပေးလိုက်မယ်ပေါ့နော်အားလုံးနဲ့သွားအောင်တေချာလေးနှဲပေးလိုက်ပါမယ်ကဲပြီးရင်တော့ကျော်စစ်တို့ပို့ပြီးအယောင်လေးလဲလာပြီးစားကျင်စပွဲဖြစ်အောင်ပေါ့နော်စော့ကျင်လေးပါအနှဲငယ်ထည့်ပေးလိုက်ပါမယ်

သူကအစာပလာတော့ထန်းရင်ထက်တယ်လို့ခောက်ထဲတော့ကလည်းအများကြီးထက်လို့ရတယ်။ဥမာဘယ်လိုပဲမင်ပေါ့တော့ငါကိုကြိုက်တဲ့အစာပလာထက်ထက်ပြီးတုတ်စားပါတော့။အဲ့တော့အဲ့မှာအလွယ်ဆိုတော့လိုထိုးနဲ့ဒါနဲ့တွဲစားရဆိုတော့ခုလိုမျိုးလေးစုံစုံလေးပေါ့နော်။တင့်တယောင်လေးတုတ်စားတက်တာပေါ့။ကဲဒီမှာဒါမုံဥ နဲ့ကြက်ဦးနဲ့อืมซุปเนี่ยแจ่วเลยเนี่ยก้านนะโอ้ไอ้มาจ้ะတော့ตะตะเนี่ยตะหนันชินๆนี่ป่ะเนาะดาโมเลลึกตาดีป่ะยังก้านเนี่ย အဲအရင်နဲ့စားလို့ကောင်းနေအခုကတော့ဒီမှာဒုတ်ထိုးလေးဆက်ပြီးတော့ကြာတော့စားလိုက်အောင်မယ်ပေါ့နော်။အင်းငါကျင်းနေချီရတော့တန်ရင်းနဲ့အေးသေးစားစားတော့မယ်ဒီနေ့တော့နေဘလော်လေးကိုဒီမှာပဲရလိုက်ပါတော့မယ်။နောက်ဘလော်ဒီမှာကျွန်တော်နဲ့ဒီပြန်ပြီးပြေဆုံးကြပါမယ်။ကြောင်မလေးလောက်စားကြည့်ပါအရင်စားလို့ကောင်းပါတယ်။ပြန်ဆန်းချင်းတက်တက်ရရခင်းနေတော့ကိုယ့်အကိုအိမ်မှာစားအရင်တော့ကြောက်ကြောက်ကောင်းပါတယ်။အားလုံးပဲတက်တက်ပါ